ဘုရားကိုကိုယ်ဝရှင်ရဲ့ရည်ရွယ်ချက်အစစ်ကလုံတဲ့နာနဲ့မလုံတဲ့နာသိဖို့ကုသိုလ်အကုသိုလ်သိဖို့အဲ့ဒါကိုယ်ဝရခြင်းပဲဖြစ်တယ်ပေါ့ဒါကြောင့်ဘုရားဆောဘုရားဟောတယ်မြတ်မောဘုရားမှာအခြေအနေကောင်းပြီးဖော်ဆောင်နိုင်ပြီးချမ်းသာဒုက္ခကိုဖြစ်ပေါ်စေနိုင်တဲ့အချက်၄ချက်ရှိတယ်တဲ့အဲ့ဒီအချက်၄ချက်ကိုမှတ်သားနိုင်ကြမှာ အဲ့ဒီချက်၄ချက်ဆိုတာတုတ်တံနှစ်ခုလုံးမှာမျက်စောင်ရနံပါတ်၁ဥဋ္ဌာဏသံပရာဥဋ္ဌာဏဆိုတာအရာရာမှာတက်တက်ကြွကြွလုံလဝိရိယနဲ့ပြည့်စုံတာကိုဆိုလို့တယ်ဘယ်ကိစ္စပဲလှုပ်လှုပ် လုံလဝိရိယရှိရမယ်လို့လုံလဝိရိယနဲ့ပြည့်စုံရမယ်မျက်စောင်ရကခေါ်ညွှန်ပြီးတော့ထားတယ်ကိုယ်ပါနဲ့အတမွေးဝမ်းကြောင်းလှုပ်တယ် ကိုယ်သမွေးဘောင်းကြောင့်လှုပ်တဲ့အလုတ်မှန်တည်းကိုဟာတက်တက်ချွတ်ချွတ်လှုပ်ဖို့လိုအပ်တယ်ဆိုပါစို့ဖရားလက်ထက်ကအသမွေးဘောင်းကြောင့်လှုပ်တဲ့အလုတ်တွေနဲ့ပတ်သက်ပြီးဖော်ပြထားယတိကတိယထွန်ရက်စိုက်ပျိုးတဲ့အလုတ်နဲ့အသမွေးတာလားယတိဝါနေဆံကုံရောင်းဝယ်ကုံတဲ့အနေနဲ့အသမွေးတာလား ဘာနဲ့အသက်မွေးတယ်လေကိုယ်အသက်မွေးဝါကြောင့်ဘာနဲ့အသက်မွေးတယ်လေယတိဧတတိနာတော့ရှေခိကဒီမြားပြစ်တဲ့လုပ်ငန်းနဲ့အသက်မွေးတာလားယတိရာဇပောရိတိ မင်းမှုတန်အနေနဲ့တမွေးတာပေါင်းလိုက်ပဲဆိုရင်တော့စာပြေလုပ်ငန်းနဲ့တမွေးတာရှိတယ်ကိုရောင်းကိုဝယ်နဲ့တမွေးတာရှိတယ်ဒီမင်းမှုထမ်းတဲ့အသက်နဲ့မင်းမှုထမ်းတာနဲ့တမွေးတာရှိတယ်ဝန်တန်းအနေနဲ့တမွေးတာရှိတယ်လေးသမားအတက်များသမားအတက်တွေနဲ့တမွေးတာရှိတယ် နောက်ဘယ်အတက်ပညာနဲ့ပဲဖြစ်ဖြစ်လောကမှာအတ္တမွေးဝမ်းကြောင်းမှုရှိရှိအဲ့ဒီအတ္တမွေးဝမ်းကြောင်းတဲ့ကိုယ်တ္မွေးတဲ့ဘာနဲ့ပဲအတ္တမွေးမွေးကိုလုတ်တဲ့အတ္တမွေးဝမ်းကြောင်းမှာတခေါ်လိမ္မာကျွမ်းကျင်ရမယ်ကျွမ်းကျင်မှုရှိရမယ်လို့ဆိုလို့ဘယ်နည်းနဲ့အတ္တမွေးမွေးအတ္တမွေးတဲ့နေရာမှာကိုလုတ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးကျွမ်းကျင်အောင်ခေယူဆက်ရမယ် နံပါတ်1ကျွမ်းကျင်ယုံနဲ့မပြီးဘူးလူကလည်းတက်ကြွပြီးကြိုးစားအားထုတ်မှုကလည်းလိုအပ်တယ်ဒါကြောင့်မို့အနလက်သုံးပြည်ရတဲ့စိတ်မရှိရဘူးလိမ္မာကျွမ်းကျင်ပြီးတက်တက်ကြွကြွလှုပ်ဆောင်ထားရမယ်အဲ့တော့ကျွမ်းကျင်ယုံကြိုးစားယုံနဲ့ရောပြီးသလားလို့ဆိုမပြီးဘူးလိုအပ်ချက်ကဘာတော့ဆို တတရူပါယယဝိမန္တာယတမန္နာကတောဥပါယဝိမန္တာဆိုတာနိပညာကိုခေါ်တာဘယ်လိုလုပ်ရင်အောင်မြင်ကြည်ပွားနိုင်တယ်ဆိုတဲ့နိပညာစနစ်တည်းအဲ့ဒီနိပညာနဲ့လည်းပြည့်စုံအောင်ဆိုလိုတာကကြိုးစားဆိုတဲ့အထက်မှာလုပ်ငန်းကျွမ်းကျင်မှုဇွဲကောင်းမှု နိပညာထမြင်မှုဆိုတာနိပညာရှိမှုဒါအေဒါမအရေးကြီးရမှာနော်နိပညာရှိတဲ့သူကသာသောဥပမာမဲ့စိုက်ပျိုးရေးလုပ်တယ်ဆိုတာစိုက်ပျိုးရေးလုပ်တာတာမန်တမယိုးချစိုက်ပျိုးတာတဲ့နိပညာနဲ့စနစ်တကျစိုက်ပျိုးတဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အထွက်တိုးတယ်အကျိုးပူရတယ်တာမန်စိုက်ပျိုးတဲ့ပုဂ္ဂိုလ်က ဒါလောက်ထိအောင်ဖွံ့ဖြိုးတိုးတက်မှုမရှိဘူးဒါကြောင့်မို့ဒီကနေ့ကဘာမှာနီးပညာဆိုတာကိုသင်ယူနေကြစိုက်ပျိုးရင်လည်းစိုက်ပျိုးတဲ့နီးပညာဆိုတာရှိတယ်အဲ့တော့နီးပညာလည်းရှိရမယ်လုပ်ငန်းကြံ့ကျင့်မှုလည်းရှိရမယ်ဆွဲကောင်းမှုလည်းရှိရမယ်အဲ့ဒီလိုလုပ်လုပ်တိုင်းတော့ကြိုးစားပြီမယ်လို့ကြိုးစားတာဒီကြံ့ကျင်မှုတွေဆွဲကောင်းမှုတွေနီးပညာတွေ ਨੇ ပံ့ပိုးမှ အောင်မြင်ကြီးပွားနိုင်တယ်အဲ့တော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ကျိုးစားလောက်ကဲဆောင်ရွက်တဲ့နေရာနိပညာတာတဲ့နိုင်ငံကပို့ပြီးတော့ဖွံ့ဖြိုးတော့အဲ့တော့နိပညာဆိုတာသိအရေးကြီးတယ်ဆိုတတရူပါယာယဝိမန္တာယမန္တာဥပါယဝိမန္တာနိလန်းကိုဆင်ရင်သုံးသပ်နိုင်မှုအဲ့ဒီနိပညာကိုရအောင် ကြိုးစားအထုတ်ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်လုပ်တဲ့ဤစနစ်တွေရှိတယ်အဲ့ဒီစနစ်နဲ့ကြိုးစားအထောက်ရမယ်လို့သူတို့ဆိုတာဒါကြီးပေါ်တုတ်တက်ခြင်းအကြောင်းတခုဒါရင်ပြီးလာလို့ဆိုပြီးသေးဘူးလူဟာလုံမကျွမ်းကျင်နေဆိုတဲ့နေရာမှာအလံကာတုံအလံတန်ဝိတာတုံကိုယ်တိုင်လုံနိုင်စွာလဲရှိရမယ်စီမံခန့်ခွဲနိုင်စွာလဲရှိရမယ်ကနိခေတ္တ business လို့ခေါ်ကြတယ် business management အဲ့လိုခေါ်တဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်သူက management ကျန်ကျန်ချင်းချင်းစီမံထောင်ရနိုင်တယ်ဒီတန်ဝိဒါနဆိုတာဒီကနေ့ခေတ်စကလုံးနဲ့ပြောမယ်ဆိုရင် project စီမံချက်လို့ဆိုတယ် အဲ့ဒီ project လို့ခေါ်တယ်စီမံချထားတဲ့ဟာတခုအလံကတုံကိုယ်တိုင်လည်းလုံနိုင်စွမ်းရှိတယ်ကိုကိုယ်တိုင်ကလုံနိုင်စွမ်းရှိတယ်ဆိုတော့ကိုကိုယ်တိုင်တသိနားလေအလံတံဝိတာတုံဘလို့လုံးရမယ်ဆိုတော့စီမံခွဲခြားနိုင်စွမ်းရှိရဟောဒီပညာတွေကဒီကနေ့ခင်မှာဆိုပို့ပြီးတော့ကျေပြတ်တယ်သို့သော အံ့ဩဖို့ကောင်းတာတော့လွန်ခဲ့တဲ့နှစ်ပေါင်း2600လာမြတ်စွာဘုရားဒီစကားကိုဒီတရားကိုဟောကြားခဲ့တာဒီကနေ့ခေတ်ပြောမယ်ဆိုရင်ခေတ်တူရိယာဒီကနေ့မှတိုးတက်လာတယ်လို့ထင်ဟုတ်ဘူးနိုင်ငံခြားအနည်းပညာတွေမပေါ်ခင်တည်းကမြတ်စွာဘုရားတက္ခလိမ္မာကျွမ်းလုပ်ငန်းကျွမ်းကျင်ရမယ်ဆိုတာပြောတယ်ဥပါယဝိမန္တာနည်းပညာရှိရမယ်ဆိုတာပြောတယ်အလံကတောလံတံဝိတ္တ စီမံခန့်ခွဲနိုင်စွမ်းရှိရမယ်ဆိုတာတွေပြောရတယ်။ဘုရားဆရာဘုရားပြောမယ်ဆိုရင်တော့မော်ရန်ဖြစ်တယ်လို့ပြော။မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာဒီကနေ့ခေတ်ရှေ့ပြေးနေတယ်လို့ပဲပြော။ဒီကနေ့ခေတ်ကတော့လက်ရှိအချိန်နေမှသူကခေတ်မီတယ်တိုးတက်တယ်လို့ထင်နေကြ။သို့သော် ခမီတုတ်တက်မှုတွေကိုလိုလိုက်မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုမှတ်သားနိုင်ကြည့်ပါမြတ်စွာဘုရားရဲ့စကားတော်တွေဟာခင်မီနေတဲ့အရာတွေဒါဖြစ်တယ်ခစ်ကြိုက်တဲ့ပုဂ္ဂိုလ်တွေအတွက် modernize ဖြစ်ဆုံးဟာမြတ်စွာဘုရားရဲ့အဆုံးအမတည်း up to date ဖြစ်တဲ့ပုံဒိတ်အောက်သွားတယ်လို့မရှိဘူးကြည့် လောကမှာအောင်မြင်ကြီးပွားမဲ့ပုဂ္ဂိုလ်တွေအတွက်ဥဋ္ဌာဏသမ္မာလုံလဝိရိယနဲ့ပြည့်စုံရမယ်ဆိုတဲ့စကားမှာကြိုးစားတိုင်းရသလားဆိုဘယ်ရမလဲ။ဘာလို့အောင်လုပ်ငန်းကျင့်ကြံမှုရှိရမယ်။ကြိုးစားရင်လည်းမရဘူးလုပ်ငန်းကျင့်ကြံရမယ်။ဟောဥပါယဝိမန္တာဤပညာကောင်းရမယ်။အလံကတုံလံတံဝိဒတ်တုံကိုယ်တိုင်လုပ်နိုင်စွာရှိစီမံခန့်ခွဲတတ်ရမယ်လို့ဆို။ အဲ့ဒါတွေခြုံရင်းသွားလို့ကတော့အောင်မြင်မှာမဟုတ်ဘူး project လို့ခေါ်တယ်စီမံကိန်းတစ်ခုမှာအဲ့ဒီအချက်တွေကအမှန်တမ်းအရေးကြီးတယ်ဆိုတာကြားလိုက်ရတဲ့ပုဂ္ဂိုလ်တွေကတန်တော်ဖြစ်စီ